အဲတကယ်အဓိကကြားတဲ့စာရွက်ကခုမှလာမှာပါနော်ဒီစာရွက်ကလုံးဝအဓိကအကျဆုံးပဲဒီစာရွက်ကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ဒီဒီမှာပါရဲပါနော်ကျွန်တော်ဒီဒီအမှတ်အသားလေးကိုပဲကြည့်ကြည့်ခုမှရလာတဲ့စာရွက်ကိုပါနော်ကျွန်တော်ဂျပန်တို့မပြောပြတော့ဘူးမရှင်းပြတော့ဘူးဘာလို့လဲဆိုတော့ရှင်းပြလေရှုပ်လေဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအမှတ်အသားလေးနဲ့ပဲပြပြပြရမှာပါနော်ဒီဘက်ကျွန်တော်အစိမ်းအောင်နဲ့ဝိုင်းပြထားတဲ့နေရာကတော့ company ဘက်ကဖြစ်ပေးမယ်တခါတည်း auto auto ပေါ့နော် company ဘက်ကဖြစ်ဖြစ်ပြီးတော့ရလာမယ်အဖြစ်တယ် ကျွန်တော်ဒီမှာအနီရောင်နဲ့ခြေပြထားတဲ့နေရာတွေကကိုကိုတိုင်ဖြစ်ရမယ့်အပိုင်းတွေပေါ့နော်ဆိုတော့ကိုကိုတိုင်ဖြစ်ရမယ့်အပိုင်းမှာကျွန်တော်ဒီနေရာမှာကျွန်တော်ရေးပြတဲ့ရေးပြထားသလိုပဲကိုနာမည်ကိုထည့်ရမှာပေါ့နော်အင်္ဂလိပ်လိုနာမည်ကိုထည့်မယ်အပေါ်မှာဂျပန်လိုရေးမယ်ဟုတ်ပြီနော်ဒီနေရာမှာအနာတန်ကိုခိုးခြင်းမန်ကိုဆိုတာကျွန်တော်မိုင်းနံပါတ်ကိုပြောတာဒီမိုင်းနံပါတ်နေရာမှာကြတော့တော်တော်များများကုမ္ပဏီကကိုယ့်ရဲ့မိုင်းနံပါတ်ကိုဒီနေရာမှာတခါတည်းဖြစ်ပြီးတော့ ပေးတာများတယ်ပေါ့နော်တကယ်လို့ဒီနေရာမှာ my number ကိုဖြစ်ပြီးတော့မပါခဲ့ဘူးဆိုရင်ကိုယ်ကိုယ်တိုင်ဖြစ်တာပဲဖြစ်ဖြစ်တကယ်ဖြစ်ဖို့လိုအပ်မလိုအပ်ကို company ဘက်ကိုတစ်ခါပြန်ပြီးတော့မေးကြည့်ပေးပါတကယ်လို့ဖြစ်ဖို့လိုအပ်တယ်ဆိုရင်တော့ကိုယ့်ရဲ့ my number ပေါ့နော်ခိုးခြင်းဘဏ်ကိုလို့ခေါ်တယ်ကျွန်တော်တို့ my number ကိုဒီမှာဖြစ်မယ်ဒါတော့ဥပမာပြထားတာပေါ့နော်ဆိုတော့အောက်မှာကျွန်တော်တို့ဒီမှာလက်ရှိ နေရာလိပ်စာအပြည့်အစုံကိုရေးမယ် ဒီနေရာလိပ်စာကတော့ဂျပန်မှာနေထိုင်တဲ့နေရာလိပ်စာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်မှာညာဘက်မှာကြည့်ကြည့်မယ်ဒီညာဘက်မှာကကြတော့ကျွန်တော်ကတော့ဒီမှာ1999ပေါ့နော်ခုနှစ်ကို1999ဆိုပြီးတော့အင်္ဂလိပ်လိုရေးထားတယ်တကယ်လို့ကိုကကိုရဲ့တက်ကြီးကိုဂျပန်လိုတည်တယ်ဟေးဆေးတော်လောင်းရှောဝါဖြစ်ဖြစ်ဟေးဆေးတမားတယ်ဆိုရင်ကျွန်တော်ဒီဘက်မှာဟေးဆေးကိုဝိုင်းလိုက်မယ်ဟေးဆေးကိုကဘယ်နှစ်ပေါ့နော်5နှစ်10နှစ်3နှစ်ဥပမာ17နှစ်ဒီနေရာမှာ အင်္ဂလိပ်လိုရေးလဲရတယ်ဂျပန်တက်ကီကိုရေးလဲရတယ်ကျွန်တော်လကတော့ကျွန်တော်12လပိုင်းဥပမာပေးထားနေတယ်ကျွန်တော်12လပိုင်းဖြစ်ထားတယ်ကိုယ့်ရဲ့ဒါဒီနေရာမှာပါကိုရေးရမလဲဆိုရင်မွေးတက်ကီကိုရေးရမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီအောက်ကမှကျွန်တော်ဒီနာမည်ပေါ့နော်ဒီနာမည်နဲ့ဒီနေရာမှာတူနေတဲ့အကြောင်းရင်းကကျွန်တော်ကဒီလက်ရှိဂျပန်နိုင်ငံမှာကိုကတယောက်တည်းနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အိမ်ထောင်ဦးစီးနေရာမှာလည်းကိုယ့်နာမည်ကိုပဲကျွန်တော်ထည့်ထားတယ်ဟုတ်ပြီနော်တကယ်လို့ဒီနေရာမှာကိုက ီနေရာမှာဒီနေရာမှာအိမ်ထောင်ဥစည်းကဂျပန်မှာလက်ရှိအိမ်ထောင်ဥစည်းကကိုမဟုတ်ခဲ့ဘူးဆိုရင်ဒီနေရာမှာအိမ်ထောင်ဥစည်းရဲ့နာမည်ကိုထည့်မယ်ပေါ့နော်ကိုရဲ့အမျိုးသားကအိမ်ထောင်ဥစည်းဆိုရင်ဒီနေရာမှာကိုရဲ့အမျိုးသားနာမည်ကိုထည့်မယ်ပေါ့နော်ဆိုတော့ဒီမှာဟုတ်ပြီနော်ကျွန်တော်ကတော့ကိုကျွန်တော်ကတော့ကျွန်တော်တယောက်တည်းနေတာဖြစ်တဲ့အတွက်အိမ်ထောင်ဥစည်းဆိုတဲ့နေရာမှာကျွန်တော်နာမည်ကိုထည့်တယ်ပေါ့နော်ဆိုတော့အောက်မှာရေးထားတာကတော့ ဒီလူနဲ့ဒီလူနဲ့ဒီလူနဲ့ဘလို့တော်ဆက်ပါတယ်လဲဆိုတော့အတိတ်ပဲရတာပေါ့နော်ဆိုတော့မြန်မာလိုအဲ့လိုမျိုးအတိတ်ပဲရတဲ့အတွက်ဒီနေရာမှာတော့ကျွန်တော်တန်ကန်ရှိကိုတိုင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဂျပန်နော်ဟွန်နင်းပေါ့နော်ဟွန်နင်းဆိုတဲ့ဟာရေးထားတယ်ခန်းကြီးကလည်းဒါကိုပဲကြည့်ပြီးတော့ရက်ဒါဆိုအဆင်ပြေတယ်ကျွန်တော်ဒီနေရာမှာဘာကိုမျှဝေချင်တာလဲဆိုရင်ရေးပုံရေးနေပေါ့နော်ဖြစ်ပုံဖြစ်နေကျွန်တော်နာမည်နေရာမှာခင်ဗျားတို့နာမည်ကိုထည့်လိုက်ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီနာမည်ရဲ့အပေါ်မှာခတာခနာလေးနဲ့ရေးလိုက် ပြီးကြရင်ဒါကတော့ကိုယ့်ရဲ့ my number ကိုလိုအပ်မယ်ဆိုရင်ရေးလိုက်ဟုတ်ပြီနော်ဒီနေရာမှာကိုယ်လက်ရှိနေတဲ့နေရာလိပ်စာကိုရေးမယ်ဟုတ်ပြီနော်ဒီဘက်မှာကျတော့ကိုယ့်ရဲ့မွေးတဲ့ key ကိုရေးမယ်တကယ်လို့ကိုကဂျပန်မှာတယောက်တည်းနေတာကိုကအိမ်ထောင်ဦးစီးဖြစ်တယ်ဆိုရင်ဒီနေရာမှာကိုယ့်နာမည်ကိုပြန်ရေးမယ်တော်တော်များများကတော့တယောက်တည်းနေရတဲ့သူများတာပေါ့နော်ဆိုတော့ ဟိုဒီနေရာမှာတယောက်တည်းနေတဲ့သူတွေကတော့ကိုယ်နာမည်ကိုထည့်မယ်ပြီးကြရင်ကိုယ်ကိုယ်တိုင်ဖြစ်တဲ့ကံကံချင်းကိုယ်တိုင်ဖြစ်တဲ့အတွက်ဒီနေရာမှာဟွန်းနေဆိုတဲ့ဟာကိုထည့်မယ်ဟုတ်ပြီနော်ဒီနောက်တစ်ခုကကြတော့ဒီမှာ high quality ဆိုတဲ့ဒီမှာပေါ့နော်ဥမှုဥမှုဆိုရှိမရှိမှာကျွန်တော်ကတော့အင်ထောင်မရှိဘူး single ဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်ကဒီ not ရှိ nine ဆိုရတာလေးဝိုင်းလိုက်တယ်ပေါ့နော် not ရှိကိုဝိုင်းထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ဟုတ်ပြီဒီဘက်ကဟာဗာလဲဆိုတော့ တကယ်လို့ကိုကအလုံးနှစ်ခုလုံးနေရပေါ့နော်နောက်တစ်ဖက်မှာဒီလိုမျိုးနောက်ကုမ္ပဏီတစ်ခုမှာ different ကုမ္ပဏီတစ်ခုမှာဒီလိုမျိုးနဲမစချောဆက်ကိုတင်ထားတယ်တင်ထားခဲ့တယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ wine ပေးလိုက်ရင်ကျွန်တော်နောက်တစ်နေရာမှာတင်ထားကြောင်းကိုသူတို့နားလည်တယ်ပေါ့နော်ဆိုတော့ဒီနေရာကို wine ပေးဖို့လို့လေတကယ်လို့အလုံးနှစ်လုံးလုံးနေတဲ့လူတွေကကိုကတုတ်တိကီနိုနဲ့အလုံးတစ်ခုပဲလုံးနေတယ်ဆိုရင်ကျွန်တော်ဟိုဒီနေရာမှာ wine ပေးစရာ မလိုဘူးကိုက training နဲ့ဒီလိုတစ်ခုတည်းပဲလုံးနေတယ်ဆိုရင်ဒီမှာ wine ပေးစရာမလိုဘူးကိုကဒီ သူကတည်းကာဆူရိုနဲ့လုံနေတယ်အလောက်ကလည်းနှစ်ခုနှစ်ခုတည်းအပေါ်လုံနေတယ်ဆိုရင်တစ်ခုမှလည်းတင်ထားတယ်နောက်တစ်ခုမှလည်းဒီလိုမျိုးကမဖြစ်မနေဖြစ်ခိုင်းလို့ဖြစ်ရတယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့မဟုတ်ဘူးလေအဝိုင်းလေးဝိုင်းပေးလိုက်ဒီနေရာမှာကျွန်တော်မျှပြထားတဲ့နေရာမှာပေါ့နော်ဆိုတော့အဆင်ပြေသွားပါလိမ့်မယ်ဟုတ်ပြီတကယ်အရေးကြီးတဲ့အပိုင်းရောက်လာပြီအရေးကြီးတဲ့အပိုင်းကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုမိခိုးတွေအတွက်ပေါ့နော်အိမ်ကိုထောက်ပံ့ကြည့်တယ်ပို့တယ်သူများကပြောပြတဲ့အတွက်အလောက်ကလူတွေကပြောပြတဲ့အတွက် system အပြောင်းရတာကိုအဖေကို38တောင်းပို့ရမယ်အမေကို38တောင်းအနည်းဆုံးပို့ရမယ်ဆိုတော့သူက system တခုကိုကျွန်တော်2023ခုနှစ်မှာစပြီးတော့သတ်မှတ်လိုက်တယ်ပေါ့နော်ဟိုနောက်လည်းအောင်ပြောရမယ်ဆိုရင်ဂျပန်နိုင်ငံကအခွန်ကိုစီးကျဲဖို့အတွက်ကျွန်တော်တို့ရဲ့ဒီဝင်ငွေထွက်ငွေတွေကိုတကယ်ကိုစီစဉ်နေကြလုံးလိုက်တဲ့အခါမှာဟိုအရင်တော့ဆိုရင်ကျွန်တော်အဖေမေကိုဘလောက်ပို့ရမယ်ညီကောင်မောင်မတွေကိုဘလောက်ပို့ရမယ်ဆိုတာသတ်မှတ်ချက်မရှိခဲ့ဘူးပေါ့နော်ဒီတော့2023ခုနှစ်ကမှကျွန်တော်တို့ဂျပန်အစိုးရကသတ်မှတ်လိုက်တယ်အဲတကယ်လို့ အသက်16နှစ်ကနေ29နှစ်အထိဆိုရင်ဘလောက်ပဲပို့ပို့ကန့်သက်ချက်မရှိဘူးတကယ်လို့ကိုကငွေလွှဲမဲ့သူကအဖေသို့မဟုတ်အမေကအမအကူကပေါ့နော်ကိုရဲ့အမကိုရဲ့အကူကအသက်30ကနေ90ကျော်69နှစ်ပေါ့နော်69နှစ်ဆိုရင်ကျွန်တော်တို့ဒီအနည်းဆုံးထောက်ပံ့ငွေက38000ပြည့်မှရမယ်38000ပြည့်မှသူတို့အတွက်ဘာဝင်မဲဆိုပြီးတော့တတ်မှတ်လိုက်တဲ့ခါကျတော့ကျွန်တော်တို့က သူတို့အသက်မဲ့ထားတဲ့ဘောင်ကိုဝင်အောင်လှုပ်ရတော့မှာကိုဆိုတော့အဖေတယောက်အဖေရှိပုံမှန်ဆိုရင်ကျွန်တော်တို့အဖေရှိကိုပဲတောင်းတရားဖြစ်ဖြစ်တောင်းတရားဖြစ်ဖြစ်လွှဲရင်လွှဲကောင်းလွှဲခဲကြတယ်ပေါ့နော်ဟိုအရင်ကတော့လွှဲခဲ့လိမ့်မယ်အခုကတော့မရတော့ဘူးအမေအဖေကို38တောင်းပြည့်အောင်လွှဲမယ်အနည်းဆုံးပေါ့နော်အမေကို38တောင်းပြည့်အောင်လွှဲမယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်ယောက်စာကိုထောက်ပတ်နေတဲ့ဘောင်တွေဝင်သွားမှာပေါ့နော် ဒီကျွန်တော်ဒီအခုဖြည့်ပြထားတဲ့ပုံစံကတော့ကျွန်တော်ဒီမှာဥမာဘာမောင်ပေါ့နော်ဥဒေတော်တွေမတက်တော့ဘူးကျွန်တော်ကအဖေနာမည်ဘာမောင်ဘာမောင်ကိုထည့်လိုက်တယ်ဒီနေရာတော်ဆက်မှုချီချီအဖေပေါ့နော်အဖေဆိုရင်ချီချီလို့ရေးလိုက်မယ်ဒါအဖေရဲ့မွေးတက်ကလေးကိုဒီမှာထည့်ရတယ်ဒါမွေးတက်ကလေးကိုဒီမှာထည့်မယ်ဆိုတော့ဟုတ်ပြီနော်ဒီနေရာမှာစွန်နိုတာဆိုတဲ့နေရာလေးကိုအမှန်ချစ်ချစ်ပေးလိုက်သိလားအမှန်ချစ်ချစ်ပေးလိုက်ပြီးကြရင်လွှဲတဲ့မွေးပမာဏကျွန်တော်ကတော့ဒီမှာတော့38တောင်ပဲရေးပေးထားတာပေါ့နော်တကယ်ကကို့အနေနဲ့ဒီနေရာမှာကိုက ကိုအဖေကိုပေါ့နော်ဟို1050လွှဲထားတယ်ဆိုရင်ဒီနေရာမှာ1050လို့ရေးလိုက်50တောင်းပေါ့နော်50တောင်းလို့ရေးလိုက်ရင်ရတယ်